Música စနေသားများအတွက်12လပိုင်းတစ်လလုံးကကြမဟိုစတယ်နဲ့ဆောင်ရှောင်းလေးတွေကိုဆမလီကတည်စီပြပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ဆမကတော့တောင်းနဲ့ဗီဒီယိုတဲများကိုပြုတ်ချပေးတော့မယ်ဆမလီသွန်ခတ်မိပဲဖြစ်ပါရဲ့ရှင်။ဆမိုင်း page ကို like and follow လေးလုပ်ပေးထားပါ။ဆမိုင်း TikTok အကောင့်ကိုလည်း like and follow လေးလုပ်ပေးထားပါရှင်။ဒါမှဆမနှစ်စစ်တီပြတဲ့ကုသဗီတွေအရင်နဲ့ဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်ဆမိုင်းဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။စနေသားသမီးတွေကဒီ12လပိုင်းမှာပေါ့နော်။ လက်ထဲမှာရွှေသီးအိတ်ထဲမှာငွေရှမ်းမဲ့နှစ်တနည်းရဲ့အကောင်းဆုံးအချိန်တွေကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါရဲ့ရှင်။စနေသားသမီးတွေကပေါ့နော်ပြီးခဲ့တဲ့17လပိုင်းတော့ငွေကြီးတွေအလွန်ကုန်နေငွေတွေအထွက်များတယ်ငွေမမြဲတဲ့အနေအထားလေးတွေရှိနေခဲ့ပေမဲ့လေပေါ့နော်ဒီ17လပိုင်းမှာပေါ့နော်စနေသားသမီးတွေရွှေတက်တန်မိုးရှိတဲ့အခွင့်လန်းတွေအခွင့်ရေးကောင်းတွေကုစီကိုရောက်ရှိလာတတ်ပါရဲ့ရှင်။အဲဆမရဲ့စနေသားသမီးတွေကပေါ့နော်ကြံစားတာညံ့ပါတယ်ငွေကြီးတွေတော်တော်ကောင်းပါဘူး ဲ့လိုမျိုးလေးတွေမတွေးနဲ့ကောင်းတာတွေပဲတွေးရတဲ့အခါကျရင်ကောင်းတာတွေပဲရောက်ရှိလာမှာဖြစ်ပါရဲ့ရှင်။ဆမကလည်း ဒီဟော့ကင်းကိုတက်ကြည့်ရဲ့အခါမှာဆက်နက်လာပိုင်းမှာစနေသားသမီးတွေကကန်ဆာတာအတက်ဘက်ကိုရောက်ရှိနေတဲ့ထဲမှာပေါ့နော်ထိတ်ဆုံးသွားပါပါတယ်ရှင်ဒါကြောင့်စနေသားသမီးတွေငွေကြီးကြောင့်အဆင်မပြေခဲ့သမျှပေါ့နော်ဒီဆက်နက်လာပိုင်းမှာအဆင်ပြေပြီလို့သာမှတ်ပါကိုကကောင်းတဲ့အရာတွေပဲတွေ့ပါကောင်းတဲ့အရာတွေရောက်ရှိလာမှာပဲဖြစ်ပါတယ်ရှင်ကိုကတော့အဖြည်းဖြည်းနဲ့မှန်မှန်လေးတွေပေါ့နော်ကိုလုံနေကြလုပ်ငန်းတွေကိုပဲတိကျလေးလုပ်ကိုင်းမှာအဲကိုလုံနေကြအတိုင်းကိုသွားနေကြလမ်းကိုပဲပုံမှန်လေးရှောက်ပေးပါရှင်တကယ်ကိုကိုအတွက်ကောင်းမွန်တဲ့အခြေအနေ ေကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှစ်အရင်ကအစ်စ်မပြေခဲ့သမျှလုပ်ငန်းမလဲပတ်သမျှငွေတွေတန်းဖြစ်ခဲ့သမျှငွေအတွက်စိတ်ပူပေတော့ကရောက်ခဲ့သမျှဒီ17လပိုင်းမှာပေါ့နော်တော်တော်လေးပြေလည်လာမှာကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှစ်ဒီစနေလပိုင်းမှာရွှေထီးစောင်းနိုင်မဲ့သူတွေကတော့စနေသားသမီးတွေပဲဖြစ်ပါတယ်ရှင်။အယောင်ဝယ်သမားတွေလည်းရောင်းပန်းဝယ်ပန်းကောင်းလာမယ်။ကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေကလည်းအရင်လတွေက လုပ်ငန်းမလဲပတ်တဲ့သူတွေကားတော်မှာပေါ့နော်ဒီစနစ်လာပိုင်းမှာလုပ်ငန်းတွေပြန်လဲပတ်လာမယ်အရင်လကငွေတွေဆုံးရှုံးခဲ့တဲ့အရာတွေကလည်းဒီစနစ်လာပိုင်းမှာအဲ့ဒီဆုံးရှုံးခဲ့တဲ့ငွေထက်ပိုတဲ့ငွေကြေးတန်ဖိုးကိုစီကို ရောက်ရှိလာခြင်းရှိပါတယ်ရှင့်ရွှေအပါဝင်ပေါ့နော်မြေအိမ်ရခြင်းရှိပါတယ်ရှင့်တခုတတိထားပေးရမှာကတနာလို့ဖြစ်စီအာနာလို့ဖြစ်စီနော်ငွေစိုက်ချီးပေးတာ သူတဘာအတွက်ဓာခံပြီးတော့အာမခံပေးတာအဲ့ဒီလူမျိုးလေးတွေမလုပ်ပါနဲ့ရှင်အဲ့ဒီလူမျိုးလုံရင်ကိုကပါဓာရဲရနေပြီးတော့ပြဿနာတက်တက်ပါရဲ့ရှင်အဲ့ကြောင့်မလို့ဆမတော့အဲသူငန်းတကာကိုစနေသားသမီးတွေကပေါ့နော်သူငန်းတကာတွေရဲ့အမြင်မှာကြည်ရရင်ပေါ့နော်အဲစိတ်ဆက်တယ်စိတ်ကြီးရလို့မြင်ရပေမဲ့သူတို့ရဲ့စိတ်အတွင်းစိတ်ကအယံဖြူစင်းတဲ့ထဲမှာပါတယ်အယံနှုတ်ညံ့တဲ့ထဲမှာပါတယ်သူတဘာတွေပေါ်လဲသူတို့ကကူညီခြင်းနဲ့အဲ့လိုပေါ့နော်ကိုရောစိတ်ကိုကူညီခြင်းနဲ့စိတ်လေးရှိတဲ့အတွက်ပေါ့နော်ကိုရဲ့စိတ် တနာအချိုးပေးမဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါရဲ့ရှင်။နှစ်တစ်နှစ်ရဲ့အကောင်းဆုံးအချိန်ကာလတစ်ခုလို့လည်းပြောလို့ရပါရဲ့ရှင်။ပြီးရင်ပေါ့နော်စနေသားသမီးတွေကပေါ့နော်အဲကိုကအပေါ်ရမဟုတ်ပဲသူတစ်ပါးရဲ့အပေါ်ပေါ့နော်စိတ်ရောကိုရောကူညီတယ်။မိတ်ဆွေတို့မိတ်ဆွေရောင်နေရှိတဲ့အတွက်ကိုကတော့အထူးတတိထားပြရမယ်အချိန်ကာလတစ်ခုပဲဖြစ်ပါရဲ့ရှင်အဲ့ဒီ dress မကတော့အကြံပေးချင်တာပေါ့နော်ဝင်ဆိုးအောင်ပြောရရင်ပေါ့ တာပေါင်းညာစားလေးတွေရှိရအတွက်ပေါ့နော်တော်တော်လေးကိုတတိထားပြရမယ်အခြေအနေကာလတစ်ခုပဲဖြစ်ပါရဲ့ရှင့်ကျွေးပူလေးတွေရှိရင်တော့မှာပေါ့နော်ဒီ12လပိုင်းမှာပြင်းကြီးလာမှာပဲဖြစ်ပါရဲ့ရှင့်စနေသားသမီးတွေကဒီ12လပိုင်းမှာဖျားဘူးခီးထွက်ကိန်းရှိပါရဲ့ရှင့်စနေသားသမီးတွေကဒီ12လပိုင်းမှာအပြောင်းအွှေ့လေးတွေများတယ်ပေါ့နော်အပြောင်းအွှေ့လေးတွေကဘာလဲဆိုတော့အိမ်နေရာအလုတ် ပြောင်းရွှေ့လေးတွေမြင်ပါရဲ့ရှင်ဒါပေမဲ့အိန္ဒိယအလုပ်အပြောင်းရွှေ့လေးတွေရှိတဲ့အခါကလည်းကောင်းတဲ့နေရာကောင်းသောပြောင်းလဲခြင်းတွေဖြစ်တာမို့လို့ကိုကဘာမှစိတ်ပူပင်စရာမလိုအပ်ပါဘူးရှင်သမီးသားသမီးတွေကဒီ12လပိုင်းမှာပေါ့နော်ရာဒူးတို့တာလာစာဒူတာလေးတွေရှိပါရဲ့ရှင်ပြီးရင်အလုံးမရှိတဲ့သူတွေအလုံးနဲ့ဖြစ်နေတဲ့သူတွေရောမှဒီ12လပိုင်းမှာပေါ့နော်အလုပ်တွေရမယ်အင်တာဗျူးတွေအောင်လာမယ်နိုင်ငံရေးခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ချင်တဲ့သူတွေအတွက်လည်းအထူးကောင်းကျိုးပေးပါရဲ့ရှင်အဲဒါမှမဟုတ်သမီးသားသမီးတွေထဲမှာပေါ့နော်နိုင်ငံရေးခြားမှာ အလုံးသွားလုပ်ချင်တဲ့သူတွေပေါ့နော်နိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာစံချာနေတဲ့သူတွေတော့မှဒီဆနှစ်လပိုင်းမှာအကျိုးထုမယ်အောင်မြင်ပါမယ်ရှင်ဆမကတော့တတိထားပေးချင်တာကစနေသားသမီးတွေကဒီဆနှစ်လပိုင်းမှာကန်ဆာတာအတက်ဘက်ကိုရောက်နေတဲ့အတွက်တကယ်ကိုကောင်းတဲ့ကန်ဆာတာပေါ့နော်ဒါပေမဲ့တတိထားရမှာကပေါ့နော်ကိုကဟိုကိုမနာလို့အတိုက်ခိုက်လေးတွေရှိရဲ့အတွက်ပေါ့နော်ကိုကသူများပေးတာကျွေးတာ သူများကြွေးရလေးတွေပေါ့နော်အဲတတိထားပြီးတော့စားပါသူများတကကိုယ်ကိုမကောင်းချင်တတ်တယ်အဲ့ဒီအတွက်ကိုကအစားအသောက်အနေအထိုင်လေးတွေစင်ကျင်ပါလို့ဆံမလေးကတော့မှာကျင်ပါတယ်ရှင်ပြီးရင်စနေသားသမီးတွေရဲ့ဆောင်းရှောင်းလေးတွေကိုလည်းပြပြပေးတော့မလို့ဆံမရဲ့ဒီဗီဒီယိုလေးကိုဆောင်းကြည့်ပေးဖို့မှာကျင်ပါတယ်ရှင် အခြေရတော့စနေသားသမီးတွေဒီစနေလပိုင်းမှာတော်တော်လေးပြန်ကောင်းလာပြီပဲဖြစ်ပါတယ်ရှင်။အိမ်တော်ရေးအိမ်တော်ရေးကတော့အဲသူနဲ့ကိုနဲ့ကြားမှာပြန်အလဲနားလဲမှုတွေတွေတယုံစင်လေးရှိလာတဲ့အတွက်ကြောင့်မို့ပေါ့နော်။ရေရှိညင်ညင်နိုင်နိုင်လေးပဲရှိဆက်ပါ။ပြီးရင်ချစ်သူအိမ်တော်ဘက်စီကလည်းလက်ဆောင်ပစ္စည်းလေးတွေရတတ်တာမို့လို့ပါရတဲ့အိမ်တော်ရေးကိုတည်ဆောက်နိုင်ပါပဲဖြစ်ပါတယ်ရှင်။စနေသားသမီးတွေကကန်စတာအတက်ဘက်ကိုရောက်ရှိနေတဲ့အတွက်ဒီစနေလပိုင်းမှာရွှေထီးငွေထီးဆောင်မယ်နော်။လက်ဖြားမှာရွှေသီးမယ်။အဲ့ဒီအတွက်မို့ ကန်စားတာအတက်ပကိုရောက်ရှိရတဲ့အတွက်ပြန်ပြီးမကြအောင်လက်လာပါရင်မပိတ်အောင်တကယ်လို့ကိုကဒီ17လပိုင်းမှာရှိနေတဲ့အညံ့အတိုက်ခိုက်တွေရှိနေအောင်ပေပြောက်သွားအောင်နော်ဒီ17လပိုင်းမှာဘာပဲလို့လို့အဆင်ပြေအောင်နော်ကိုလို့သမက်ကင်သမက်ကြံစီသမက်ရဲ့အဆင်ပြေအောင်လုပ်ငန်းကင်ကန်းတွေတိုးတက်အောင်နော်ဒါမှမဟုတ်အယောင်းဝယ်တွေကောင်းအောင် စီပွားရေးလူမှုရေးကျန်းမာရေးအဖက်ဖက်ကနေပြီးတော့အဆဆအဲရရအဆင်ပြေအောင်အတွက် စမတ်ကရေဒီယာကောင်းလေးတစ်ခုကိုပြပတ်ပေးတော့မှာဖြစ်ပါတယ်ရှင်။အဲ့ဒီရေဒီယာကအရန်ကိုလွယ်ကူယူရှင်းပါတယ်။စမတ်တို့မြေဆော်ပြန်ရှိကိုရမြကြီးကိုဟိမော်ရေး၃ခွက် ဆိုလိုမင်းနဲ့တကွာလက်ဖတ်တော့ပကံကလူပူဇော်ပေးပါရှင်ဒါမြတ်စွာဘုရားရှင်ကိုရမကြီးကိုကလူပူဇော်ပေးရမှာပဲဖြစ်ပါတယ်ရှင်စမရဲ့ဒီဗီဒီယိုလေးကိုစတွေ့ရနေရစပြီးတော့ပြုလုပ်လို့ရပါတယ်ရှင်တရက်တည်းပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်နှစ်ငါးနိုင်ရနေပြီးတော့17နိုင်အတွင်းပြုလုပ်လို့ရပါတယ်ရှင်စနေသားသမီးတွေပေါ့နော်ပြီးရင်အတိုက်အခတ်နောက်ဆက်လေးတွေတော့ရှိရလေလေတော့အညာလေးတော့ရှိနေရတယ်တွေ့ရတဲ့အတွက်စမအမြဲတမ်းလှဆင်လာတိုင်းလုံနေတဲ့ကြောင့် ရည်ရည်လေးတစ်ခုလည်းထပ်ပြီးပြောပြပြီးတော့မှဖြစ်ပါရဲ့ရှင်။တံမြာဒီကိုလုံးမဲ့လှူပေးပါရှင်။အစမလည်းအမြဲတည်းဒီတံမြာဒီကိုလုံးရည်ရည်ကိုအမြဲတည်းလှူထားတဲ့အတွက်အတိုက်ခိုက်နောက်ဆက်တွေရှိရင်ဒီတံမြာဒီကိုလုံးနဲ့အတူပါသွားအောင်လုပ်ပါရှင်။တံမြာဒီကိုလုံးလှူပေးပါရှင်။ငွမ်းလာနေဆိုမှပြန်ပြီးတော့အတုံးမပြူပါနဲ့။အဲ့ဒီတံမြာဒီကိုအိမ်နဲ့ဝေးအောင်လှုပ်ပြပေးပါ။ပြန်ပြီးတော့သုံးပြီးရင်အညံ့အတိုက်ခိုက်လေးရှိတဲ့အတွက်ခိုက်တက်ပါရဲ့ရှင်။အဲ့ဒါမှမဟုတ်ပြန်ပြီးတော့အတုံးမပြူဖို့ဆံမလေးကတော့မှာစင်ပါရဲ့ရှင်။ပြီးရင်စနေသားသမီးတွေလက်တွေပွေအောင် ဘာလုပ်ခါမယ်ဆိုရင်တော့ပူရမှုနေတိုင်းကောင်းမှုလျှော့ပါနဲ့ရှင်အဲ့ဒါတော့ကျူးမှကြတာပဲဖြစ်ပါတယ်ရှင်ပြီးရစနေသားသမီးတွေထဲမှာပေါ့နော်အဲ အတူပါပိုတာတင်းချိုင်းမီနင်းတာလေးတွေမလောက်ပါနဲ့အုံးလို့ဆာမလေးကတော့မှာကျင်ပါတယ်ရှင်တကယ်လို့မဖြစ်မနေသွားမယ်ဆိုရင်တော့ပြန်လာရင်ပေါ့နော်တေယောကေမိုးနဲ့ထက်ပြင်စားအနေငယ်ထက်ပြီးခေါင်းကနေလောင်းချပြပါပေါ့နော်အဲညံတိုက်ခိုက်လေးပြန်ပြီးဝင်တဲ့အတွက်ဒူကေယူဆိုင်ပေးဖို့မှာကျင်ပါတယ်ရှင်ငွမ်းကန်ကန်နဲ့အစင်ပြေအောင်တိုးတက်အောင်ပေါ့နော်ကိုကအမဲသားစိတ်သားလေးပဲရှောင်ပေးပါရှင်ဒီ17လပိုင်းမှာရှောင်ရန်ကတော့အမဲသားစိတ်သားလေးပဲအထူးရှောင်ပေးရုံပဲရှင်ကျန်တာကတော့ဒီဟိုပေါ့နော်ကိုလက်ပိတ်စီတဲ့အရာတွေပိုတော့ဘူးနေတိုင်းခေါင်းမလျှော်နဲ့အဲ လေးပဲလို့ပေးရမှာပဲဖြစ်ပါတယ်ရှင်။ My ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအောင်အရဟံ အာကိုကမိမိနဲ့နာစနေဆိုရင်စနေပေါ့နော်အောင်အရဟံစနေဆိုပြီးတော့မှန်ပေးပါရှင့်ဆံမလေးတဦးတယောက်ချင်းတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့်ဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကို like share လေးလို့ပေးဖို့မိနေနော်ဆမစီမှာဗီဒီယိုမေးလို့ရတယ်တဲရော့မေးလို့ရတယ်ငွေကြီးကြောင့်ဖြစ်တဲ့အခက်အခဲတွေဒါရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်ဆမစီမှာပေါ့နော်ဖုန်းဆက်ပြီးရောဘုကေယူပြီးရောအာဖုန်းဆက်ပြီးရောမေးလို့ရပါတယ်ရှင့်ပြီးကြရင်ဆမစီမှာငွေကြီးကြောင့်ဖြစ်တဲ့အခက်အခဲလေးတွေအတွက်ပေါ့နော်ပြေလည်အောင်အိမ်ဘူးအိမ်ဆူဖြစ်နေတဲ့ဟာလေးတွေပေါ့နော်အဆင်ပြေအောင် အတိုက်ခိုက်နောက်ဆက်တွေကင်းအောင်ပေါ့နော်ရွှေဖြောင်းနိုင်ပေါ့နော်ဒါဆေးဖြောင်းနိုင်တိုင်30ပေါ့နော်တခါထိုးရင်3နိုင်ပေါ့နော်အစမစီမှာလိုင်းအောင်မှရေလို့ရပါတယ်ရှင်။ကံမြင့်ရေတွေရတွေအတက်သူမိသူ့ကိုမဆိုးအစီရေတွေရပွဲထိုးလုပ်တဲ့သူမိသူ့ကိုမဆိုးဆ iam က ကံညစ်ဆေးဖြောင်းနိုင်တလားစာလက်ဆောင်ပေးပါရရှင်ဒါဆမစီမှာရေတဲ့အဲ့တဲ့သူမိတူမဆိုဆမကလက်ဆောင်ပေးရပဲဖြစ်ပါရရှင်ပြီးရင်ဆမစီမှာပေါ့နော်မေရော့စီမှာအထားရဲပေါ့နော်အဲအဆောင်လက်ကောက်လေးတွေလာရောက်မှိုင်လို့ရပါရရှင်အဆောင်လက်ကောက်လေးတွေကဘယ်ဘက်ဝင်ငွေဝင်နဲ့ညာဘက်ဝင်ကျမကြီးကောင်းတယ်ဆမကတော့၃လောက်ဝင်ခိုင်းနေဘယ်ဝင်ညာဝင်ပေါ့နော်အဲဒါကတော့ 3လောက်ဝတ်ပြည့်ရမှာဖြစ်ပါတယ်ရှင်။ပြီး3လောက်ပြည့်ရင်တော့ရေထဲမြှုပ်ပြရမယ်။ကိုယ့်ရဲ့အညံ့လေးလေးပါသွားအောင်3လောက်ဝတ်တဲ့အချိန်တွင်တော့ကျမကြီးကောင်းမယ်ငွေကြီးစီးပွားရေးလူမှုရေးပညာရေးအဆောင်ကိုယ့်ရဲ့နိဉ္ဉံအလိုက်ဆမစီမှာလာရောက်အနံ့လို့ရပါတယ်ရှင်။ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကိုလိုက်ရှယ်လေးလို့ပို့မမေ့နဲ့နော်။ ဆက်မကိုကြီးစုနေတဲ့ခနဲ့သသမီများအလုံးကျမ်းမာချမ်းသာကြပါစေ။ပန်းလုံးမွေရေလိုအိတ်ချမ်းကြပါစေ။နေ့ရက်တိုင်းနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုတွေရရှိပြီးတော့တထေးတထေးမကြီးဖြစ်ပါစေလို့ဆက်မလေးကစီမံဆုတောင်းပေးလိုက်ပါရဲ့ရှင်။အားလုံးပဲကျေးဇူးအထူးတင်ပါတယ်ရှင်။